ဒီတတဲကိုလာပေါက်ဖို့ဆိုရင်ဒီဟာဘူးစားဒီကိုလာမရမှာဒီကိုလာဖို့ဒီကိုလာပြီး retry ပေါက်ရင်ပေါက်ဒါမှမဟုတ် RT သုံးပြီး retry ပေါက်အဲ့ဒါကို तू ကဘယ်လိုမျိုးလှုပ်သွားလဲဆိုတော့အဲ့အရင်ရဲ့အရှိတဘက်ကတော့ဆိုရင်တော့ကျွန်တော်မြန်မာမှာ you know berry တွေတက်တာ တော့တွေ့ရတယ်အဓိကကတော့ကျွန်တော် black thorn ရဲ့မတက်စီရပေါ့လေမတက်စီရလူလူ miss ဆော့တာ black thorn ကတော့လူလူ goaling ဆော့တာဗျာကျွန်တော်ကတော့အဲ့အခု loser မှာကအဲ့ goaling fighter တွေဆော့နေကြရဆိုပေမဲ့အဲ့ goaling fighter တွေ ်ပွဲတော့ပြလို့မရပါဘူးဟုတ်တယ်ပွဲတိုင်းတော့ပြလို့မကောင်းဘူးကောင်းလို့ပွဲပြလို့မကောင်းလို့ထင်တယ်မင်းဘာကြောင့်ထင်လဲဆိုတော့အဓိကတော့တာဝါပေါ့လေတာဝါချိုးဖို့ခက်တယ်ကျွန်တော်လည်းပြောရတဲ့စကားကိုအေးရှိရရှိရရှိရကိုကြီးကလည်းမနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်တော့လည်းဆောင်းကြည့် နဇေယပြဝလေးကတော့တော်တော်လေးတော့စုံနေပေါ့လေကျွန်တော်ကတော့ခုကတော့ဒီဂိုးလိမ်မှာစော့နေဟီးရိုးတွေရဲ့တကောင်ချင်းစီတိုင်းပေါ့လေအဲ့ကောင်တွေကိုကျွန်တော်က print down လုပ်ပြီးတော့ဘာကြောင့်ဘယ်လိုမျိုးစော့ကြရလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကတော့ကျွန်တော် CC ကိုပြောချင်တယ်ဗျ CC ကကျတော့လေကျွန်တော်တို့ရှေ့တစ်ပတ်တော့က တိတ်ပြီးတော့မတိတာပဲမဲ့အခုအရင်အပတ်ကဆိုရင်နော်ဒီအရင်ပတ်ကဆိုရင်တော်တော်လေးကိုတိတာပြီးတော့တိတိတတကြီးကိုပစ်လာကြရဗျာကျွန်တော် ranking နေမှာဆိုလဲဒီ CC goaling ရဲ့ pit rate ကတော်တော်လေးကိုတက်လာတယ်နော်အဲအထင်ကြီးအောင်ပြောပါဆိုရင်တော့ကျွန်တော် TNC က Bunny QT လို့ပြောရမယ်သူ6ပွဲဆိုတာ6ပွဲလုံးပစ်သွားရတယ်ထင်တယ် CC ကိုလေ6ပွဲလုံးပစ်သွားရအဲ MBPH မှာဆိုရင်တော့သူက18ပွဲဆိုရမှာ CC 9ပွဲပွဲ ပစ်ထားရပေါ့လေဒါပေမဲ့6ပွဲက banditude ဆော့ထားဖြစ်နေပေါ့လေနော်အဲ့တော့ DCCO ဘာကြောင့်သူတို့တွေကအရန်ကြီးအရန်ကြီးကိုကြိုက်နေကြရလဲပေါ့လေနော်အဲဘာကြောင့်ကြိုက်နေကြရလဲဆိုတော့ပထမချက်ကတော့ခုနကဇေယျပြောရလို့ပဲသူက fighter ပေါ့လေနော် fighter ဆိုတော့သူက sustain ဖြစ်တယ်နော်ပြီးတော့ vengeance လည်းပါနေဗျာ vengeance ပါတော့ဘာတွေကအာယုံနောက်ဆက်လဲဆိုတော့ vengeance ကိုကြောက်တာဆိုရင်အဲ့လို bass ကောင်တွေကြောက်တယ်သိရမလား massman တွေဆို vengeance ကြောက်တယ်ဗျာအဲ့လိုမျိုးရှိရဗျာပြီးတော့သူက မတ်မန်နေပဲကြောက်တာတော့မဟုတ်သူရဲ့ scale one ကနော်သူရဲ့ scale one နဲ့ passive ကနော်အဲ့ရှေ့က front line နေတန့်နေလို့လေသူက true damage နဲ့ဖြိုလို့ရသေးရဲ့ဗျာအဲ့လိုမျိုးဆိုတော့သူကမတ်မန်နေရောတန့်ရှင်ရောသူက pressure ပေးနိုင်တယ်ပေါ့လေနော်ပြီးတော့နောက်တစ်ခုကရှေ့က cc ရဲ့အဲ့ ultimate ပေါ့လေနော် cutting go ပေါ့အာ ultimate ကဘာလဲဆိုတော့သူက link သွားပြီဆိုရင်သူက dash spare တွေအကုန်လုံးပျောက်တယ်ဗျာတိရခုံလို့မရတော့ဘူးတုံးလို့မရတော့ဘူးဗျာအဲ့ဒါကြီးကတော်တော်ကြီးကိုဆိုးတယ်နော်အဲ့ဒါက front liner ပဲဖြစ်ဖြစ်မတ်မန်ပဲဖြစ်ဖြစ် jungler ပဲဖြစ်ဖြစ်အဲ့ဟာမိသွားပြီဆိုတော့ ဒီကောင်ကပလေဖို့ chance ကတော်တော်လေးကိုရာခိုင်နှုန်းများသွားပြီပေါ့လေအဲ့တော့ကျွန်တော် game play လေးနဲ့တစ်ချက်ပြမယ်နော်အဲ့တော့ကျွန်တော် CC game play လေးကိုကြည့်မယ်ဆိုရင်ဒါခုနကတော့ဇယားလည်းပြောပြီးသွားပြီဒီ game play ကတော့နော်ဒီမှာ van ညံ့နေတော့မသိဘူးပေါ့လေနော်သူလာကန်တဲ့အချိန်မှာဒီ CC ကအကောင့်တိုင်းရှိတယ်ပေါ့လေနော်ဒီနောက်တနေ့ကတော့ကျွန်တော်ဒီနေရာပဲနော်ခုနကယူယူအဲ့ cutting ကို CC ultimate ကဘယ်လောက်ထိအာရုံနောက်စေလဲဆိုတာဒီမှာကြည့်မိသွားပြီဆိုတာဒီနှကောင်ကဒီလို ultimate နဲ့မိသွားပြီဆိုတာဒီနှကောင်ကအသေးပဲ ဘလုံးမဘလုံးမကိုအဲ့လိုပြန်ပြီးတော့ဗျာချဖို့ကမဖြစ်နိုင်တော့ဘူးထွက်လို့လေရီဆန်ရှင်းဆိုလဲ scale 1 dash လို့လေမရတော့ဘူးဗျာသိလားအဲ့လိုမျိုးဆိုတော့ဒီ ultimate က objective fight တွေမှာဆိုပို့ပြီးတော့ဆိုးတယ်ဗျာ jungle ကို retreat လဲကောင်းကောင်းပေါက်လို့မရစေလို့ဒီမှာကြီးဆက်ပြီးကြီးလိုက်မယ်ဆိုကျွန်တော်တို့သူက1တောင်းလဲညှိနေရောညှိပြီးတော့အမှရောပြီးတော့ show ဗျာသိလားဒီကတော့ဒီ ultimate ကတော်တော်လေးကိုအာယုံနောက်တယ်ဗောနော်သူရဲ့ scale ရှိတဲ့အကုန်လုံးကအာယုံနောက်တယ်လို့ပြောလို့ရတယ်ဗျာဒီမှာနောက်တစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ ဒီမှာဆိုလဲကျွန်တော်တို့ဒီတိုင်းပဲเนาะဒီမှာနှစ်កောင်းလေးកောင်းဆိုပေမဲ့เนาะဒီမှာသူတို့ချရတယ်ဆိုတဲ့အချိန်မှာ CC YoYo Blaze အာတီမိတ်ကြီးမိသွားတယ်ဗောလေအဲ့မှာအဲ့နှစ်កောင်းအလုံးကအလျှောပဲเนาะဒီလိုမျိုးအာတီမိတ်ကဒါတော်တော်လေးအာဒီပွဲဆိုရင်ဗျာသူတို့တော်တော်ကြီးကိုနှိမ့်နေဗျာဒီမှာ network 2k ဗျာဒါပေမဲ့ DCC အကြောင်းသူတို့ပြန်ပြီးတော့ကမ်းဘတ်ဝါဆိုရင်မမအောင်ဗျာနောက်နောက်ထပ်တနည်းအောင်ကြည့်လိုက်မယ်ဆိုရင် သူတို့ကဘတ်ပြီးတော့ဗျာနောက်တစ်ခုကတော့ဘတ်ဟိုအကြာကြီးဆိုင်လို့ရတာဗျာသိလားသူ့ဘက်ကအဲ့လို CCA region နေနဲ့ပြီးရင် तू က front line တွေကိုလိုက်ပုတ်မယ်ပြီးရင် back line တွေကိုလည်းလိုက်ပြီးတော့ဇုံးမယ်ဗျာအဲ့လိုမျိုးအများကြီးရှိရဗျာဒီဘတ်တယ်မှာဆိုလဲသူတို့ကျွန်တော်ဘက်ကအဲ့ TNC ဘက်က jungle အသေးအင်းခံနေရဗျာသူတို့အနေနဲ့ jungle လည်းမရှိတော့ဘူးဒါပေမဲ့ဒီ CC ကတော်တော်လေးကိုအင်းလုံကောင်းတယ်ဗျာဒီ front liner တွေပဲကြံလဲဆိုလဲ तू ကတီးလို့ရတယ်ဗျာဒီမှာဆိုဆက်ပြီးကြည့်မယ်ဆို CC cutting ကိုထပ်မိတယ်เนาะဒီနှကောင်ထိုင်ပြီးတော့ပုတ်တယ် အဲ့ front liner ဒီကောင်လေးဆိုတော်တော်မာတယ်လို့ပြောလို့ရတဲ့ကောင်လေးဗျာဒါပေမဲ့အဲ့နှစ်ကောင်လုံးလည်းပျောက်တယ်ဗျာအဲ့လိုမျိုးဆိုတော့ CC ကအဲ့လိုမျိုး versatile ဖြစ်တယ်ပေါ့လေနော်သူက front liner တွေအတွက်ရော back liner တွေအတွက်ရောတော်တော်လေးအာရုံနောက်တယ်နော်နောက်ထပ် game play တစ်ခုကဘာရှိမလဲဆိုရင်ကျွန်တော်ဒီမှာဩနောက်တစ်ခုကတော့သူက ဒီမှာဗျာ vengeance နဲ့ abuse လောက်တာပေါ့လေနော်ဒီ vengeance ရှိနေတဲ့သူက mass man တွေကလည်းတုံတန်သူ့ကိုဖျက်လို့မရဘူးဗျာဒီမှာ vengeance ဖွင့်နိုင်ဆိုသူ့ကိုပြန်ပြီးတော့ခုတ်ဖို့ကမဖြစ်နိုင်ဘူးเนาะနောက် တစ်ခုကလည်း battery ဘာလဲသူတို့ကအရင်စပြီးတော့ဖွင့်လို့ရရပေါ့လေနော်အဲ့ဒါကတော့ဒါ CC ရဲ့အကောင်းွက်တွေပေါ့လေနော် CC ကအဲ့ဒီအကွက်တွေအများကြီးအများကြီးရောက်မယ်သူက spirit ကတက်လာတယ်လို့ထင်တယ်เนาะအဲ့အဲ့ဒါအောင်မှအထူးတစ်ဖြစ်ကတော့ဒီ TNC ကဒီ CC နဲ့ sorry blaze တော်တော်လေး trainer လို့ပြောလို့ရရပေါ့လေနော်အဲ့ဒါကြောင့်မို့ CC က spirit တက်လာတယ်လို့ထင်ပါတယ်เนาะ နောက်ထပ် hero တကောင်ကတော့ကျွန်တော်ကတော့ဘိန်းဘိန်းကိုပြောနေတယ်ပေါ့လေနော်ဘိန်းကလည်းထိုနီး၎င်းပဲเนาะ तू က fighter ပဲเนาะ fighter mage ပေါ့လေနော် तू က fighter mage ကိုမှ तू ကဘာဖြစ်လဲဆိုတော့ तू ကအဲ့လို region တော်တော်များတဲ့ဟိုဟာဗျာဘိန်းများပြီးတော့သူ့ရဲ့ ultimate ကို तू က buff ထားတာ airborne duration ကို तू က0.4 second ကနေပြီးတော့0.6 second ထိတင်ပေးထားတယ်ဗျာပြီးတော့နောက်ထပ်တစ်ခုရှိတာကျတော့ skate 2 skate 2ရဲ့ charge damage multiplier ကို150%ကနေ250%တောင်တိုးဝေးထားတယ်ဗျာအဲ့ဒါကြီးက damage က100%တောင်ကွာသွားတာလုံးဝအကိတ်ကြီးပဲဗျာအဲ့ဒါကဘယ်အိမ်မှာသွားပြီးတော့အားတာလဲဆိုဘင်းကိုအားလီ level 4မှာတွေကသူက impact ထွက်စီရယ်ဗျာဒီလားအဲ့လိုအားလီ level 4မှာတွေကလုံးဝ enemy mass murder ကောင်ကိုသူကအဲ့လိုတတ်နိုင်လို့ရတဲ့ pressure တစ်ခုပေးနိုင်တယ်ဗျာပြီးတော့နောက်တစ်ခုရှိတာကဘာလဲဆိုတော့သူ့ရဲ့အဲ့ airborne duration နဲ့ဆိုရင် enemy jungler တွေကိုသူကအာရုံနှောက်လို့ရမယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့ skate 2ပေါ့လေနော် skate 2က margin နဲ့ဆော့မယ်ဆိုရင်သူ့ရဲ့ region rate ကြီးကတော်တော်ကြီးကိုများတယ်ဗျအဲ့တော့ကျွန်တော်ဒီမှာ play လေးနဲ့ကျွန်တော် check လောက်ပြမယ်နော်ကဲ तू ကဟို flicker ရရနဲ့ဟို rt ရပြီ flicker ရရင် maximum တောင်နဲ့ဆိုတာနဲ့ तू က enemy ကို तू က pressure ပေးလို့ရတယ်ပေါ့လေနော်ပြီးတော့ဒီမှာဆိုရင်တကွက်ပဲဗျအဲ့နဲ့တခါရတန်းပြောက်တာဗျအဲ့လိုမျိုးဆိုတော့ဒီလိုကောင်းနေကြိုင်မယ်ဆိုရင်ရတော့အဲ့လိုဒီ rt flicker combo တွေ K2 Flicker combo တွေကတော့တော်တော်လေးသုံးတန်းမှာတော့ရမယ်။နည်းနည်းလေးတော့ train ထားဖို့လိုတယ်ပေါ့လေနော်။ဒီမှာဆိုရင်ဒါကသူက enemy ကို pressure ပေးလို့ရတဲ့အနေထားကိုပြချင်တာဗျာ။နောက်တစ်ခုကတော့ဒီနားမှာပဲ။ဒီနားလေးကတော့တော်တော် fine တယ်။နားလေးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တတ်တယ်ပဲပေါ့လေနော်။ Okay တတ်တယ်ပဲနော်။ Okay ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဟာဘူးစာအရေးကဒီမှာဒီမှာဒီမှာတတ်တယ်ကသွေးရဒီမှာဗျာ။ อ๋อ sorry ตัดเตตัวอย่างนี้มาเนเน่ไม่จําတော့อ่ะဗျာဒီตัดเตကိုลาပေါ့ဘူးဆိုရင်ဒီဟာဘူးဆိုတော့ဒီကိုလာမရမှာဒီကိုလာဖို့ဒီကိုလာပြီး retrieve ပေါ့ရင်ပေါ့ဒါမှမဟုတ် RT တုံးပြီး retrieve ပေါ့အဲ့ဒါကို तू อ่ะဘယ်လိုမျိုးလှုပ်ွားလဲဆိုတော့ဒီ iman bay ကိုကြည့်လိုက်မယ်ဆိုရင်ဒီအရေးသားမှာထိုင်ဆောင်နေตัดเตကုန်ကန်နီးမှာ RT ငမိုင်းလှုပ်လိုက်ရဒါတော့ retrieve ကပါသွားသေးရเนาะဒါပေမဲ့အဲ့လိုမျိုးငမိုင်းလှုပ်ပြီးတော့ right time စတန်ပေးရဗျာဒီဘက်ဟိုအတွက်တော်တော်လေးကိုအာရုံနောက်တယ်ဗျာဒီမှာဆိုဟာဘူးစားပါတခါလေးရှော့ပြီဗျာသိလားသူ့အနေနဲ့ ဟိုတတ်တယ်တော့ရောင်းသွားပါရဲ့ဒါပေမဲ့ဒီဘိန်အာတီတပေါက်နဲ့တခါတည်းဘတရကတော်တော်လေးကိုနှိမ်သွားတယ်ဗျာဒီမှာဆိုဟီရိုကက3000လုံးပေးလိုက်ရတယ်ပေါ့လေနော်ကဲနောက်ထပ် gameplay ရတော့နော်ဒီမှာကျွန်တော်နော်ရဲ့ ghost standard ပေါ့လေနော် kera ကဲသူဘိန်ကတော့ခုနလိုမျိုး flicker impact တွေပါပြီးတော့တိတ်ပြီးတော့ရှိမှာမဟုတ်ဘူး။ तू က pure fine နဲ့ဆော့တာ။အဲ့လိုမျိုးဖြစ်တဲ့အတွက် तू ကဘာဘယ်လိုမျိုးလောက်လဲဆိုတော့ तू အခုဒီမှာဆိုရင် kimi art နဲ့ဖန်းခံရပြီဗျာ။ဖန်းခံတဲ့အချိန်မှာ तू တော်တော်ကြီးကိုနာသွားပြီနော်တော်တော်ကြီးကိုနာသွားပြီဒါပေမဲ့နာသွားပြီမဲ့ तू scale 1ရယ် scale 2ရယ်ပဲသုံးတာဒါအာတီမထေးရသေးဘူးဗျာအာတီမထေးရသေးတဲ့ကင်မီကသွေးကိုတဝက်လောက်ထိကင်သွားပြီဗျာနော်အဲ့တော့အမှန်ဒီမှာကြည့်မယ်ဆိုရင်ဘင်းက purify မရှိတော့ဘူးဒီကင်မီကသွေးတော့ကဘင်းကသွေးဖင်ကက်ဗျာအဲ့လိုမျိုးကြည့်မယ်ဆိုရင်တော်တော်တန်တယ်ဒီဘက် twist တမန်ဒါပေမဲ့ဒီဘက်ကဘင်းဖြစ်နေတယ် ဘိန်းပြင်းနေအလျောက်ဒီဘက်မေးက region ကင်မင်းကဘိန်းလောက် region မကျန်းလို့ region လည်းအဲ့လောက်မပါဘူးအဲ့တော့သူတို့ဘာဖြစ်သွားလဲဆိုတော့ဒီမှာကင်မင်းကထပ်ပြီးတော့ကောက်ခံလိုက်ရပြီနော်ဟာဘူဇာတစ်ချက်နဲ့ကောက်ခံလိုက်ရပြီဒီမှာကယ်ရာကိုကြည့်နော်ကယ်ရာကိုကြည့်မယ်ဆိုရင်ဒီမှာကြည့် Oh my gosh အဲ့ဒါကြီးကလုံးဝအလွန်ကျွင်းလုံးဝ တွေးတဆက်ကြီးကနေလောကသွေးပြည့်ထိဖြစ်သွားမလား sorry သွေးပြည့်ထိဖြစ်သွားတယ်เนาะအဲ့ဒါကြီးကအလိုတော်တော်ကြီးဟုတ်တယ်ဘလန်ဝင်းရှိလဲပါဟုတ်ဘလန်ဝင်းဟုတ်တယ်ဘလန်ဝင်းရှိနေအဲ့ဒါကြီးကတော်တော်ကြီးကိုလွန်ကြုံကြီးဗျာအဲ့လိုမျိုးကြီးလိုက်မယ်ဆိုရင်เนาะဒီကင်မီကလာဟတ်သက်သေးွားတာဘိန်းနေနဲ့ပြူဖိုင်းတော့ပေးလိုက်ရဆိုပေမဲ့ဘယ်တယ်မှာ तू ကသွေးပြည့်နေပြန်ပါနေပြီဗျာဒီမကြီးဒီသွေးကြီးเนี่ยอ่ะ ဗတ်တယ်ကိုခုနလိုသွေးတပင်ကဖြစ်လိုက်သွေးပြည့်ပြန်ဖြစ်လိုက်နဲ့ဗတ်တယ်ကို၃ခေါက်လောက်ဆိုင်လို့ရတယ်ဗျာသိလားမသိပဲနေမယ်ဆိုရင်တော့လေနော်ကျွန်တော်ထပ်ပြီးတော့ play ကြည့်မယ်ဆိုရင်ဒီမှာမှောက်ချက်ကလည်းတော်တော်လေးနာတယ်နော်ဒီဗတ်တယ်ကလည်းအိုးနစ်ကတော်တော်လေးကိုနှိမ့်နေရဗျာဒီ play တစ်ခုတည်းတဲ့နေကျွန်တော်တို့ဒီဗတ်တယ်အလဲပြောင်းဖြစ်သွားတယ်လို့ပြောလို့ရတယ်အမကြီးလုံးဝတာသွားပြီဒီဗတ်တယ်ကပြီးတော့ဒီလောက်ကလည်းတို့ရပြီတရားပေါ့ဗျာသိလားခုနဘိန်းနေနေအဲ့သွေးတက်တာလေးတာမရှိဘူးဆိုရင်ခုနလိုမျိုး ခုနနေရာမှာတစ်ခါတန်းပြက်သွားခဲ့မယ်ဆိုရင်တော့ဗတဲတစ်မျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ဆိုပေမဲ့เนาะဘင်းရမသေးသွားတဲ့အချိန်မှာတော့ခုလိုမျိုးဗတဲမှာတော်တော်လေးကိုအပတ်ရှိအောင်တော့တွေ့ရတယ်ပေါ့လေเนาะနောက်နောက်တစ်ကောင်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ Linux ပေါ့လေเนาะ Linux ကတော့ဖွင့်လင်းပြောမယ်ဆိုရင်တော့အရင်ပတ်တော့တော့တိတ်ပြီးတော့မစော့ကြဘူးဗျာဒါပေမဲ့အဲ့အရင်ရဲ့အရှိတပတ်ကတော့ဆိုရင်တော့ကျွန်တော်မြန်မာမှာ you know berry တွေတက်တာတော့တွေ့ရတယ်အဓိကကတော့ကျွန်တော်တို့ black thorn ရဲ့မသက်စီရပေါ့လေမသက်စီရလူနုမစ်ဆော့တာ black thorn ကတော့လူနု goaling ဆော့တာဗျเนาะအဲ့ play လေးကိုလည်းကျွန်တော်ချက်ပြီးတော့ပြောပြခြင်းတယ်လူနု goaling ကဘာကြောင့်ဆော့ကြလဲဆိုတော့ပထမအားဖြင့်တော့ခုနအဲ့လို survivability ပေါ့လေเนาะသူ့အနေနဲ့တက်တာတော်တော်ခက်တယ် level 4ရောက်ပြီဆိုရင်သူ့မှာ light side immune ရှိရဗျာပြီးရင် flicker တကွသူ့မဟုတ် purify ချိမယ်ဗျာအဲ့လိုမျိုးဆိုတော့သူ့အနေနဲ့တက်တာခက်တယ်ဗျာပြီးတော့နောက်တစ်ချက်ကကြတော့သူက ။ဘာရှိသေးလဲဆိုတော့တူကအဲ့လို level 4ရောက်တာနဲ့တန်းတူเนาะခုနကကိုပန်း mass man ကိုတူက pressure ပေးလို့ရငါမင်းကိုတတ်နိုင်တယ်ငါမင်းကို spare တောင်းနိုင်တယ်ဆိုရယ် pressure တခုဗျာအဲ့ဒါပေးလို့ရမယ်ပြီးရင်နောက်တစ်ခေါက်ကျတော့ तू က mage ဖြစ်တဲ့အလျောက်တော့ law ကို fold လို့ရပါတယ် deck side ultimate နဲ့ဆိုရင် ပြီးနောက်ထပ်တစ်ချက်ကကြတော့ तू ကဗတယ်ကိုအရင်ဆုံးစလို့ရတယ်ဘယ်လိုမျိုးစလို့ရလဲဆိုရင် तू က rubidity combo ပေါ့လေကျွန်တော်အများနဲ့သိနေကြတာနော် dash side light side combo နဲ့ ultimate combo နဲ့ကျွန်တော်ဘက် line တွေပါတယ်ဝင်လို့ရတယ်ဗတယ်ကိုအရင်ဖွင့်လို့ရတယ်ဒါမှမဟုတ်သိရမလားအဲ့လိုသူရဲ့ dash side နဲ့ front liner တွေကို dd ခုန dd combo ပေါ့လေနော် rubidity combo နဲ့ကျွန်တော်ဘက် liner တွေကိုအင်းအင်းတော်တော်လေးကိုအဆင်ပြေဩလေနော်အဲ့ဒါကြောင့်မို့လူနိုကလည်းပရိတ်တက်လာအဲဒါပေမဲ့ဒီ ကြံတဲ့ကောင်တွေတော့အရင်ကြီးတော့ pirate မရှိဘူးဆိုပေမဲ့လည်းလူနို့လည်းမစိုးတော့မစိုးဘူး။ဘာကြောင့်စိုးရလဲဆိုတော့ကျွန်တော် gameplay လေးနဲ့ပြမယ်ပေါ့နော်။ Okay လူနို့ဒီမှာကြည့်ဗျာ။ဒီမှာဆိုလူနို့တကောင်နဲ့ဖြစ်နေတယ်နော်။ဒီမှာလူနို့ကတကောင်နဲ့ဖြစ်နေတယ်။ကျွန်တော်ဒီဘက်မှာ3កောင်ဒီမှာ ruby ပါလာပြီ4កောင်ဗျာ။ဒီလူနို့တကောင်နဲ့ကိုဒီ heater ကဘက်ကပ်ပေးထားတယ်။ဒီ heater ကဘက်ကပ်ပေးထားသည့်တိုင်အောင်နော်။ဒီလူနို့က ဘက်ကလာပြီးလေလှီတာဘာမှလုပ်ပြီးလို့ရမှာမဟုတ်ဘူးဗျအဲ့တော့ဒီလူနိုကเนาะပုံမှန်မစမ်းဆိုရင်တော့တေဝါကောင်းတေဝါနိုင်နေဆိုရင်ပဲဒီမှာ light side ရှိတယ်เนาะဒီမှာပြီးရင် flicker ရှိမယ်ဗျမသေးဘူးเนาะသူ့အနေနဲ့သူ့ဘက်လူတွေဘက်ကနောက်ကျသည့်တိုင်အောင်သူ့အနေနဲ့မတေဝါဘူးဗျเนาะဒါက survivability မြင့်နေဆိုတော့ goal line တယောက်အနေနဲ့ survivability မြင့်နေဆိုတော့ပြတ်တာနေဗျကဲနောက်ထပ် play တစ်ခုကတော့ကဲတော့ကြည့်ကြအောင် ကဲဒီမှာလော့ဖို့တာဗျာနော်နော်လော့စတောထားတယ်နော်လော့သွေးတဝက်လောက်ဆိုရင်တော့ဒီမှာဓာတ်ဆိုင်ကြီးခုံထည့်ပြီဗျာလော့လော့ဖို့တာတော်တော်လေးတော့မြန်တယ်ဗျာသူ့ရဲ့ဓာတ်ဆိုင်နေဆိုရင်လေလောကမက်ဂျစ်ဒမ်မေ့ကိုတိတ်ပြီးတော့ခံနိုင်တဲ့အနေအထားမှာမရှိဘူးဆိုတော့သူလော့ဖို့တာတော်တော်လေးမြန်နေနော်နောက်ထပ်ကြည့်မယ်ဆိုရင်တော့ကဲဒီနားဗျာဒီနားဆိုရင်တော့ကျွန်တော်ခုနပြောတဲ့ Ruby DD Combo ဘောလေနော်ကဲ Ruby DD Combo ဘောကျွန်တော်ဟုတ်ဟုတ်တယ်ဟမ်နော်ဟုတ်တယ် အဲ့ဒီအကွက်တွေကနော်အဲ့ဒီအကွက်တွေကတော့အဲ့လိုဒီမှာဆိုရင်ဒီမှာဖာစာကအဲ့လို CC ကန်နင်းကိုနဲ့နော်အဲ Ruby DD ကိုမိုနဲ့တခါတည်းရှော့သွားပြီဗျာဒီဟာဆိုရင်အဲ့သူတို့အတွက်ဗတေကတာသွားပြီလို့ပြောလို့ရတယ်ဗျာသိရမလားအဲ့လိုမျိုးဘလိုင်းကောင်တွေလည်းအိမ်လို့ရတယ်နောက်ထပ်တကွက်ကိုထပ်ပြမယ်နော်ဒီလို log ဗတေမှာဆိုလဲသူကဗတေကိုအရင်ဖွင့်လို့ရတယ်ဗျာမာကြီးလူနိုက log form လို့လို့နော်ဗတေကိုစမလို့လို့နဲ့ဒီမှာဝင်ပြီဗျာနော်ဒီမှာ mass man စီကိုတန်းဝင်တာဗျာသိရမလားအဲ့တော့ ဒီလိုပလေးတွေကြောင်းပစ်ပစ်ရိတ်တွေတက်လာရင်ဆိုရင်တော်တော်မှန်တယ်ဗျာဒီပွဲဆိုရင်ဒီဘတ်တန်နဲ့သူကဂိုးလင်းချင်းထွက်လိုက်ရတယ်ဆိုပေမဲ့လည်းအဲ့လိုမျိုးဘတ်တန်လေးကိုစလို့ရရတယ်ပေါ့နော်အဲ့ဒါလေးကတော်တော်လေးတော့မိုက်တယ်ဗျာနော်ဒါထင်တာကတော့အဲ့အခုလောဆယ်မှာကအဲ့ဂိုးလင်းဖိုက်တာတွေဆော့နေကြရတယ်ဆိုပေမဲ့အဲ့ဂိုးလင်းဖိုက်တာတွေပွဲတော့ပြလို့မရပါဘူးဟုတ်တယ်ဘာလို့ပွဲတိုင်းတော့ပြလို့မကောင်းဘူးဘာလို့ပွဲတိုင်းပြလို့မကောင်းလဲလို့ထင်တယ်မင်း ဘာကြောင့်ထင်လဲဆိုတော့အဓိကတော့တာဝါပေါ့လေတာဝါချိုးခတ်တယ်တာဝါချိုးခတ်တယ်အဲ့ဒီကအဲ့ဒါတော့တော့အပြည့်ပြောမယ်ဆိုရင်ကျွန်တော်ဤဆွန်ရှင်းပေါ့အဲ့ဂိုလိန်ဖိုက်တာတွေဂိုလိန်မစ်တွေနဲ့တွဲဆလို့ရတဲ့ဒကောင်လေးသောဟီးရိုးကဤဆွန်ရှင်းဖြစ်နေတာဖြစ်နေတယ်မှန်တယ်အခုနောက်ပိုင်းတချို့ပွဲတွေမှာဤဆွန်ရှင်းမဟုတ်ပဲဟာဝူဇာနဲ့ဘိန်းတွဲဆောက်မျိုးတွေလေဒီမှာ physical နဲ့ matches ဆောက်မျိုးလေးတွေတွေ့ရပြီမယ်အားလုံးကမီလီဖြစ်သွားတယ်ကဲပြီအဲ့လိုဖိုက်တာဂိုလိန်နဲ့အလဲရလဲဂျန်ဂလာလဲအဆက်ဆင်ဆိုရင်ဖြစ်သွားလဲဆိုတော့ ်ငလီဆိုတော့အချိုးခက်အချိုးမျိုးဆိုကင်မီပါဆော့ကြတယ်အဲအဲ့တော့ကင်မီတော့ကင်မီကြောက်လေတာဝါကတော့ရမလွယ်ပါဘူးရှစ်တဲ့တက်ပြရမှာဖြစ်နေရဲ့အဲ့စာဆိုမော်စကိုရိုလို့သိရမလားဝေးရလမ်းပြလို့ရတယ်မစမန်လေးရောလိုနေတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာအကယ်၍များစွာအဲ့တက်တော့ဖြစ်ရှင်းနိုင်မယ်ဆိုရင်တော့အခုလိုမျိုးဂိုလိန်ဖိုက်တာတွေဂိုလိန်မင်းတရားတော့ဆော်ရီကိုလေးမင်းတရားတော့အမြဲပစ်လာနိုင်တယ်အခုလောဆယ်ဒီကတော့ဒီဆွန်ရှင်းဒီကောင်လောက်ပဲရှိနေတဲ့အတွက်ကြောင့်ဂျန်ကလာလည်းမစမန်းအဆောက်လို့မရအောင်နော်ဂျန်ကလာမစမန်းဆောက်လို့မရအောင်ဒီဆွန်ရှင်းဒီကောင်လောက်ပဲရှိတယ်အဲ့အတွက်ကြောင့်ကိုလင်းဖိုက်တာဆိုတော့အဲ့ဆွန်ရှင်းနဲ့ပဲတွဲပြီးပစ်နေရနေတာမျိုးဖြစ်နေတာပေါ့နော် တော့ရင်တော့တော့သိရမလားအဲ့လို fighter offline နှစ်ကောင်လေးသိရလေအဲ့ဒါအဲ့တော့ Roger ရှိတယ်အဲ့တော့ Roger တို့ပါအဲ့တော့ Roger ဆိုရင်ရလားဆိုတော့ Roger ကတော့ဘာသာကြားလို့ပါအခြားအဲ့ဒီ Sunshine နေ Landlord နေရှင်ဘာသာတော့ကြားတယ်အဲ့ Roger ဘာသာလေးမြန်သွားရင်တော့အဲ့ Roger နဲ့အတူအဲ့ site ကအာ Golden Fighter တွေ mid တွေလဲဖြစ်လာနေတယ်ပေါ့နော်အဲ့တော့အဲ့ခက်တော့ဘာကြီးရှိတယ် Sunshine နောက် Cloud ကျန်တာဆိုတော့ Cloud Channel တို့ပါ Pro D Channel တို့အဲ့ Pro D Channel ဆိုတော့အခုက Cloud တွေ Pro D တွေ Channel မှာဆိုလို့မရဟုတ်တယ်မစမန်းနေရအဲ့ Channel ဆော့ရတာခက်နေတယ်အဲ့တော့အဲ့လေးလုတ်ပေးလိုက်ရင်တော့ကျွန်တော်တို့ဒီ Fighter โกลเลนไฟเตอร์ EA เอ ESP เนี่ยแล้วมิดโกลเลนนี่ဆိုတော့ရမိโกลเลนนี่ဆိုတာပုံပြီးမြင်လာရတယ်ပေါ့เนาะဒီโกลเลนမှာဒီလိုកောင်းနေပစ်တယ်ပစ်တယ်ဆိုတာကြောင့်ဒီလိုဒီလိုအချက်တွေចောင်းတို့တော့ကျွန်တော်ထင်ပါတယ်เนาะ brother တို့ရဲ့အထင်တွေလဲကျွန်တော်ပြောွားလို့ရပါတယ်